စားအသောက်တွင် ဖော်မလင်ထဲပါကရေးယူမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုတ်ဖက်ပဲတွေစတဲ့အစားတောက်တွေမှာဖော်မလင်ထဲသူတွေကို အမျိုးသားအစားတောက်ဥပဒေနဲ့ရေးယူသွားမယ်လို့အစားတောက်နှင့်ဆေးဝါးကိုယ်ခဲရေးဦးစီးဌာန FDA ကအသိပေးလာပါသေး။အစားတောက်မှာအသားမြင့်ထားသူပစ္စည်းဖော်မလင်ထဲသွင်းသုံးဆွဲတဲ့ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေကိုအမျိုးသားအစားတောက်ဥပဒေပုံမှန်28ကနေရေးယူသွားမယ်လို့ဆိုပါသေး။ ။နောက်ရှိခန်းစည်းဖို့ရည်ရွယ်ပြီးဖော်မလင်ထည့်သွင်းရအောင်ပြုတဲ့စားတောက်တွေကို စားသုံးမိရင်လက်တလုံးမှာခေါင်းမူခေါင်းကြိုက်တာ၊အော့အန်တာ၊ဘိုင်းနာတာ၊အသက်ရှူရာခက်ခဲတာတွေဖြစ်ပွားစေနိုင်တယ်လို့သိရပါတယ်။ ဈေးကွက်မှာရောင်းချနေတဲ့ပဲသွေးပဲပြမုတ်ဖန်စားတဲ့စားတောင်မဲတွေမှာစားသူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့တားမြင်သားသူပစ္စည်းဖော်မလင်ကိုထည့်သွင်းသုံးစွဲခွင့်မပြုဘူးလို့ FDA ကသတိပေးထားပါတယ်။ဖော်မလင်အသုံးပြုအစားအသောက်တွေကို ရေရှည်စားသုံးမိရင်တော့အစာအိမ်အနာဖြစ်ခြင်းအသည်ကြောက်ကံများပျက်စီးခြင်းကင်းစားရောဂါတွေဖြစ်ပွားစေနိုင်တယ်လို့ဆိုပါတယ် ။ဒါအပြင်ကိုဝန်ဆောင်အမျိုးသမီးနဲ့ကလေးငယ်တွေမှာဖော်မလီယံစိတ်သင့်မှုပုံမှုဖြစ်ပွားနိုင်ပြီးစားသုံးမှုရှင်ဒရေသားဖွံ့ဖြိုးမှုထိခိုက်ခြင်းကလေးတငယ်ကြီးထွားမှုပြဿနာတွေဖြစ်ပွားစေနိုင်တာကြောင့်စားသုံးမှုမပြုဖို့အသိပေးထားပါသေး။ ကျန်းမာရေးဝန်ကြီးဌာနစားတောက်နှင့်ဆေးဝါးကုခဲရေးဦးစီးဌာန FDA အနေနဲ့အရေအသွေးစစ်မှန်ကောင်းမွန်ပြီးဘေးရန်ရေကင်းရှင်းတဲ့စားတောက်တွေကို အများပြည်သူတို့စားသုံးနိုင်ဖို့စဉ်ဆက်မပြတ်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်ရှင်။